အရင်ထုတ်ပြန်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်။ကောက်ချက်ချကောက်ချက်ချပါတယ်။အဲထုတ်ပြန်လိမ့်မယ်လို့ကောက်ချက်ချတယ်။ဘာလဲဆိုတော့ဟိုအုံနေချင်းလိုက်ပြီးတဲ့ဇာလန်တခုလိုရှိသေးတယ်။ဒီဒီတိုင်းချိုးတော့အောင်ကိစ္စအပြင်ဆက်ဆက်ပြီးတော့မိတဲ့ဇာလန်ကြီးရှိသေးတယ်နော်။အချင်းများလုံးမဲမင်္ဂလာပါ။ကိုကျုံမျိုးမြေသတင်းတောင်းချက်လေးချိုးနာထောင်ကြည့်အောင်ခင်ဗျ။ရန်ကုန်ကအချင်းကြီးချိုးကျွန်တော်လှမ်းပြောပါမယ်။ရန်ကုန်ကြီးတွေကကျွန်တော်မဟုတ်ပြ။ဒီနေ့ကျွန်တော်လည်းဟိုသူများတွေမေးတာများလို့ကိုလည်းသိချင်တာကြီးဘာဖြစ်လို့စုံစမ်းလိုက်တဲ့အကြောင်းအရာလေးပါ။ အဲ့ဒါပဲဆိုတောင်တကုံကတောင်တကုံကမြို့နယ်တရားရုံးတဲ့အဲ့မြို့နယ်တရားရုံးမှာစစ်တပ်ကလုံးဝယူတယ်ပေါ့ဗျာအဲ့လုံးဝယူတဲ့စစ်တပ်ကိုတဲ့အာသူတို့ကလည်းရန်ကုန်ရန်ကုန်အာမေဆိုလားအဲ့ဒီအဖွဲ့ရနေပြီးတော့ဟို79ဦးပြည်လောင်ချာလေးလောင်ချာနဲ့40မမနာလုံးနှလုံးပြစ်လိုက်တယ်တဲ့ပြစ်လိုက်ပါတယ်ဆိုပြီးတော့ပြောတယ်เนาะဆိုတော့အဲ့တရင်ကဘယ်တော့ဖြစ်တယ်လဲဆိုတော့9ရက်နေ့မနေ့ကည10:00ခွဲကျော်လောက်ဖြစ်တာဆိုပြီးတော့သူတို့ဒီရန်ကုန်အာမေတို့ဘာလို့က NUG ရဲ့ အဲကာကွယ်ရေးအဖွဲ့ဘောင်းညာတို့ပေါ့ဗျာအဲ့လိုဖွဲ့ရည်နေထုတ်ပြန်တာတွေ့ရတယ်။ထုတ်ပြန်လာတော့တရားဝင်အတီပေါင်းကြီးထုတ်ပြန်လာတော့ကျွန်တော်ကလည်းစိတ်ဝင်စားသွားတယ်။ဘာလဲဆိုအတီပေါင်းကြီးထုတ်ပြန်လာလို့စိတ်ဝင်စားသွားတာ။ပုံမှန်ဆိုရင်တော့ကျွန်တော်ဒီသတင်းမျိုးကိုတိတ်ပြီးတော့ပြောစရာအကြောင်းလည်းမရှိဘူး။တိတ်ပြီးတော့အရင်ကတတ်တတ်မကူလူတွေကိုကလင်ကြီးချက်လုပ်တဲ့ဝါရဖြစ်နေဒီစားတခုလောက်ပဲကျွန်တော်သိထားပြီးသားပေါ့။ဒါပေမဲ့ပြောဖို့လိုရတာပေါ့နော်။ဆိုတော့တက်စင်းသားကိုလိုတာပေါ့နော်။ရောင်ရိုက်စားကြီးတောင်တကုံမြို့နယ်မှာရှိတဲ့မြို့နယ်တရားရုံးနဲ့အဲ့ဒီတရားရုံးကိုတရားရုံးမှာသာစက်တက်ကလူတွေလုံလုံလေးစောင့်ပြီးတယ်ပေါ့။အဲ့ဒီတရားရုံးကိုတဲ့ ခုနှစ်ရက်နေ့မနေ့ကခုနှစ်ရက်နေ့ညနေညည10ခွဲလောက်ပါဆယ်နေ35လောက်ပါလောင်ချာနဲ့လောင်ချာဆိုတာစဉ်းစားကြည့်နော်ကျွန်တော်လောင်ချာဆိုတာဟိုအဝေးရပြည်ဒီလိုနီးကတိပြီလို့အဝေးပြည်လောင်ချာလောင်ချာနဲ့တဲ့နော်79ဝေးပြည်လောင်ချာအဝေးပြည်လောင်ချာလို့တော့မဟုတ်79ဝေးပြည်လောင်ချာနဲ့ပြစ်လိုက်တယ်အဲ့ထဲမှာပြစ်တဲ့ပုံကြီးက40မမပုံကြီးနှလုံးနဲ့လှမ်းပြစ်တယ်ပေါ့နော်ပြစ်လိုက်တယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ပြစ်လိုက်တယ်လို့ပြောတဲ့အပြင်ဆိုတော့ဘာဆက်ဖြစ်လဲဆိုတော့တို့မီဒီယာတွေမှာတော့ဘာဖော်ပြလဲဆိုတော့အပြစ်ခတ်မှုဖြစ်လိုက်ဖြစ်လိုက်ဖြစ်လိုက်တော့ပြစ်လိုက်တဲ့အတွက်အဲဒီမှာ အထိကိမှုရရှိတယ်ပေါ့ဒါပေမဲ့လည်းလောလောဆယ်တော့တို့အဲဘာဘာတွေဖြစ်တယ်တော့မသိသေးဘူးပေါ့ဆက်ထုတ်ပြန်တယ်နော်ပြောရင်တော့ဟိုအထက်ကိုပြစ်လိုက်တယ်ပေါ့ဗျာအဲ့မှာစစ်တပ်ကယူရ၄၅လောက်ရှိတယ်ပေါ့ဆောင်းလုံးကျွန်တော်တို့ပြောတယ်အထိကိမှုလည်းရှိနိုင်တယ်ပေါ့ဗျာနှလုံးပြစ်တာနှလုံးထိပြစ်ချက်ဒီမှန်ချက်နေအောင်ရောက်ပါတယ်ဆိုတော့ပြောတယ်ကျွန်တော်လည်းအဲ့ဒါစဉ်းစားတာပေါ့တောင်တကုံကတရားရုံးကို40မမနဲ့40မနှလုံးနဲ့လောင်ချတဲ့အချက်ပြစ်ဖို့ဆိုတာရန်ကုန်ထဲကိုလောင်ချတယ်တင်ပြီးတော့လောင်ချတယ်တင်ပြီးတော့လောင်ရန်ကုန်ထဲပြစ်လို့ရနေပြီလားပေါ့နော်ကျွန်တော်အဲ့လိုမေးဖို့မေးပြန်ဖြစ်လာတယ် ဆိုတော့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ကျွန်တော်ဒီတဲ့ကဘာလို့ကျွန်တော်ဒီထည့်ပြောလဲဆိုတော့အခြားဆက်ဆက်တဲ့ကိစ္စညှိရှိတယ်ပြောတာဘုဆက်ဆက်ကိစ္စညှိရှိတယ်ဆိုတော့ဆိုတော့ပြောရရင်တော့တရင်ကတော့ပုံစံပြောရအောင်ကျွန်တော် confirm လုပ်ကြည့်တော့တရင်ကတရင်မှိုင်းပဲမနေ့ကညာအဲ့လိုပြစ်တယ်ခတ်တယ်ဆိုတော့တရားရုံးကိုပြစ်ခတ်လိုက်တယ်ဆိုတော့ဟာတွေရှိတယ်မရှိခဲ့တယ်လို့တရားအောင်ပေါ်ဝင်ချင်မှာကြောက်ပေါက်ကွေးနေတဲ့အဲဘယ်လိုခေါ်မလဲလေးစားမှလေးကြောက်ပေါက်ကွေးနေတဲ့အရာတခုမှမရှိဘူးကြောက်ပေါက်ကွေးထားတဲ့တက်တည်ပေါ်ထောက်တာဘာတခုမှမရှိဘူးအဲ့တော့ 反正我们喜欢呢，反正利用我们地头用干干呢，油菜干包来做，就那么分大，来，分大把包来说。说他们油菜十几年多话，啊，留六六阳光马留六六，呃，天然资源呢，交通资源呢，三大呢，对瓦拉便宜，都包了啊，那种土你都头百多大的不？都头也百多的不？都是白找打的地，干别的也包一我你代他们就秋虫王，五秋虫王，把把五秋虫王拿手拿手秋不？王，把我们喜欢玩他买交了，我就是讲厉害了我，都讲他发的那啥个番薯一米的，欧来钱来包了。 ဒီလိုမျိုးဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကထိခိုက်နေတာဆုံးရှုံးမှုတွေကိုကာကွယ်ဖို့အတွက်အဲစိတ်ပိုင်းဆိုင်ရာစိတ်နဲ့ပိုင်းဆိုင်ရာ motivation လို့တာပေါ့နော် motivation လို့တာအနည်းနဲ့ပဲဒီသတင်းကိုတမင်ထွက်လာပေါ့နောက်တစ်ခါသတင်းကိုလိမ့်လာပေါ့ဘာဝတ်တခိုင်မှုလုပ်ပါလေဆိုတော့သတင်းလိမ့်တင်တာပေါ့သတင်းလိမ့်တင်တဲ့ဇာတ်လမ်းမျိုးကိုဒါမျိုးလုပ်သလားပေါ့ဒါလည်းကျွန်တော်စဉ်းစားနေဖြစ်တယ်အဲဒါဒါဖြစ်တဲ့ဇာတ်လမ်းပေါ့နော်ပြီးတော့အာပြီးတော့နောက်တစ်ခုကဘာတော်ဖြစ်လဲဆိုတော့သူဒီလိုမျိုးလုပ်ပြီးတော့မှသတင်းတွေဒီလိုထုတ်ပြီးတော့မှတော့တစ်ဖက်ကလူတွေကိုဖိတ်လို့လှန်လို့နေပြီးတော့သူတို့တခြားသောဟိုဖုံးကွယ်ခြင်းနဲ့ရတယ်ဖုံးကွယ်ဖို့ စ조사နေရတာကိုမိကုန်ဖြစ်စေရှိတယ်ဒီလိုရှိတယ်ဆိုဘာလို့ဖောက်ပွဲနေရဖောက်ပွဲလဲမင်းရင်တမကြီးအရင်ကတမကြီးဥချုံထောင်းတက်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာပဲမိတာနော်ခလေးမပါဆို15ရက်ပေါ့ခလေးမပါဆို15ခလေးခလေးပါထည့်တော့16ခလေးပါထည့်တယ်မျိုးပေါ့ဒါတော့15ရက်ပေါ့နော်ဒီ15ရက်မိတဲ့အုပ်စုမှာဒီအုပ်စုကိုနောက်ကနေ background ပေးနေတယ် backup ပေးနေတဲ့အုပ်စုတွေတို့အဲ့လိုမျိုးတတိယဂျိုကြွားရရအကြောင်းရဲ့တစ်ချက်ကဘာလဲလို့မင်းဒီကျွန်တော်တို့ကြားရတဲ့ information ပေါ့နော်ကြားရတဲ့ information တခုရှိပါတယ်။ရန်ကုန်နဲ့ပတ်ပတ်လေပေါ့နော်။ရန်ကုန်နဲ့ပတ်ပတ်လေပေါ့။ရန်ကုန်အပြင်ဘက်ဆိုရင် ကိုယ်ကောက်ဘူးကိုညံကောက်လို့တွန်တေးလို့အဲ့ဒီဘက်ချမ်းနေမှာနောက်တစ်ခုကအဲလော်ရဲလဲကူလို့တိုက်ကြီးလို့အစရှိရပါတော့အဲ့ဘက်ချမ်းနေမှာဆိုတော့မော်ဘီတီတော့သူဝန်မှုခက်တယ်လဲကူတိုက်ကြီးလို့အဲ့ဘက်ချမ်းနေမှာစတယ်ပြောအဲ့လိုနေရာမျိုးတွေမှာအဲ PDF ဒီစိတ်ဝင်ပြီးတော့စုဖွဲ့ပုံတွေလုပ်ရဲဆိုတဲ့တဲ့နေရာကျွန်တော်တဲ့နေရာကြားခဲ့တယ်လုံးခဲ့တလလောက်တဲ့ကြားတယ်ဒါလည်းသူတို့ဘက်ကလည်းသူတို့ဘက်ကပဲထုတ်ထားတာပါသူတို့ဘက်ကပဲရန်ကုန်ရန်ကုန်သူတို့ဥတည်လာပြီးခြေတက်လာပြီးစတယ်ပြောသူတို့မျိုးစုံပြောနေကြတယ်ဒါတွေကတော့စကားတမ်းပြောနေပြီမြေမှာလည်းတချို့တကယ် 两个呢，你做两台，这偏偏学起来讲嘞，我讲得得来一台，冇 <noise> 买，五十来五十来个，三幺六十五十来，二十五十五十来五十来，那个学起来冇写，写起来好。以前我还不买嘞嘛，买了写嘞，搿个生活部嘞重要，以前我买写嘞，搿个在家里，搿个生活嘞吃重要，覅亏嘞，大部分嘞老家嘞含，分散嘞，喏。所以讲我讲我那买写，因为我家路米得来，俺伊皮鞋底，老家那边皮鞋铺里啊，所以都落打没穿咯，就穿了，穿了，老家穿老家来个，那个，我搿种五十来盘起来越少，但是皮鞋皮鞋里看到，这的年。 တို့လိုတို့ဖြစ်တဲ့ခါဒါကိုဝါရဖြတ်ပြီးတော့သတင်းဖုံးမှုစူးစမ်းတဲ့အနေနဲ့ပြီးတော့တို့တို့လူတို့ motivation ပေးတဲ့အနေနဲ့ဒါမျိုးသတင်းတွေ့သလားလို့စဉ်းစားစရာဖြစ်တာပေါ့နော်ဆိုတော့ဆက်ဆက်ပြီးပြောရရင်တော့အခုရပိုင်းမှာပဲမကြတဲ့ရပိုင်းတွေ့မှာလဲ NASA ကသတင်းထုတ်ပြန်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်ကောက်ချက်ချကောက်ချက်ချပါတယ်ထုတ်ပြန်လိမ့်မယ်ကောက်ချက်ချတယ်ဘာလဲဆိုတော့ဟိုအုံနေချင်းလိုက်ပြီးတဲ့ဇာတ်လမ်းတစ်ခုလိုရှိသေးတယ်ဒီဒီတိုင်းချိုးထောင်းအောင်ကိစ္စအပြင်ဆက်ဆက်ပြီးတော့မိတဲ့ဇာတ်လမ်းကြီးရှိသေးတယ်နော်အဲ့ရမိတဲ့ဇာတ်လမ်းရှိရလို့ကျွန်တော်ကြားပါတယ်မိတဲ့နေရာကခုနကကျွန်တော်ပြောသွားတဲ့မြို့နယ်တွေတည်းတမျိုးနေမှာ လွယ်မှာပဲမှားလိုက်ပါအုံနေချင်းနဲ့အုပ်လက်ကြီးမိတယ်အတိုက်အတိုက်လိုမျိုးဖြစ်သွားတာပေါ့နော်သူကစိတ်ရနာကိုစကန်းတွေပါဆောက်ပြီးတော့သူကဟိုမသိရင်တော့အလုပ်သမားတွေရဲ့အိမ်လိုလိုအလုပ်သမားတွေတဲလိုလိုပါလို့လည်းအုံနေချင်းနဲ့လုပ်ပြီးတော့မှအခုတော့ဘာပြောရဲအတိုက်ကိုမိသွားပြီပေါ့မိသွားပြီတော့အဲ့အတိုက်ကိုမိသွားပြီတော့နောက်ပြခွန်းဆက်တွေကိုဆက်ပြီးပေါ်လို့ကခုတော့ဆိုတော့ဖြစ်တော်များလည်းမိပြီးလာပြီးတော့ကြားတယ်ရန်ကုန်နားတော့ဖြစ်တယ်ဆိုတော့ရန်ကုန်နားတော့ကိုဘာဖြစ်လို့ဒီလိုလူတွေကတ်လာတယ်လဲဆိုရင်မေးခွန်းပေါ့နော်ကတ်လာတယ်ဆိုမေးခွန်းအဲ့မေးခွန်းကဘာဖြစ်လို့ကတ်လာမေးခွန်းမေးခွန်းကအကြောင်းအရာနှစ်ခုရှိတယ်ပေါ့သူကဒီ2025ရွေးကောက်ပွဲကို ချက်လို့ပြည်စည်းလို့ပွင့်လုံချံတက်ဖြတ်ရေးဆိုရင်ခေါင်းစဉ်ဒါရီအတွက်လည်းရည်ရထားသလိုရန်ကုန်နေလူစုငါတို့ရန်ကုန်လာပြီးတိုက်နေပါပြီရန်ကုန်မှာငါတို့တိုက်တိုက်ကိုဖုန်းနိုင်နေပြီဆိုတော့ message ပေးခြင်းတဲ့သဘောမျိုးဒီလိုပေးခြင်းတဲ့သဘောလို့ကျွန်တော်ယူဆတယ်အဲ့လိုကြောင့်သူကအုံနေချင်းရန်ကုန်နဲ့အနီးဆုံးနေရာတွေကတ်လာတယ်ရန်ကုန်တိုင်းဒေသကြီးတွေကအစွန်ပြားမျိုးတွေကိုကတ်လာတယ်ဟိုကတောင်ပိုင်းဆိုဖြစ်လာနေတာကဒန်းတပင်လို့ကတော့ဖြစ်လာနိုင်တယ်တိုက်ကြီးလို့နော်ဒီအဲခုနကဒီဘာလို့ဆိုတော့ ခုကော်မူကိုညာကောင်တွန်တင်းလို့အစရှိတယ်ဗောနော်ခရမ်း၃ခွာဒါတွေကဖြစ်လာရင်ရှိတယ်ဝင်လို့ကောင်းတာခရမ်း၃ခွာဆိုဝင်လို့ကောင်းတာပြီနော်ဝင်လို့ကောင်းတော့ဒါဝင်လို့ကောင်းတဲ့ဒိုင်းချောင်းရှိတော့ရေချောင်းကလည်းဝင်လို့ကောင်းတော့ဝင်လို့ကောင်းတယ်ခုံးချောင်းကလည်းလှည့်ပတ်ဝင်လို့ရတယ်ဘယ်လိုမျိုးတက်ဖို့အနေနဲ့လဲစစ်စေးရဲ့ဘက်မှာလူတို့ဆင်နိုင်မယ်လက်နဲ့တရားတော့တခြားနေရာပို့ရမှာရှိတယ်ဆိုတော့လူနဲ့နောက်အတွဲတော့တို့မလာကြဆိုတော့ရန်ကုန်လည်းအဲ့လိုဝင်ရတဲ့ပုံပေါ့နော်ဆိုတော့ ဒါကြောင့်လည်းတို့အင်အားစုရဲ့သဘောရှိတယ်ကျွန်တော်တို့ပြောရရင်တော့အဲကျွန်တော်ကတော့ပြောတဲ့မြို့တွေရဲ့တမြို့တွေမှာတော့အတိုက်တိုက်ပုံအတိုက်တစ်ခုမိသွားတယ်ကျွန်တော်တို့မိသွားတယ်လို့သတင်းကြားပါတယ်အဲတော့နာဆာကဆိုတာထုတ်ပြန်လို့ပြောနေစားတယ်ခုဆက်ဆက်ပြောရရင်ခုကတော့ပြောလိုက်ကိုလံဘီယာကိုလံဘီယာကိုလံဘီယာနိုင်ငံမှာဘီယာဆိုလို့ဘီယာနဲ့ရောကုန်မှာနော်ကိုလံရဲ့ဘီယာပုံကကိုလံဘီယာနိုင်ငံတကယ်ကိုလံဘီယာလို့ထင်နေပါဦးကိုလံဘီယာနိုင်ငံမှာတမရလောက်တယောက်ကိုခင်ဗျားတို့ဒီနေ့ဗီဒီယိုဖိုင်တော့တွေ့ရတယ်နိုင်ငံသားသတင်းဗီဒီယိုဖိုင်တွေ့ရတယ် တော်ရအောင်ပြောမဲဆွဲကိုကြိုးစားနေအချိန်မှာပဲနောက်ကနေပြီးတော့တနက်နေ့ပြစ်တတ်တဲ့ဖြစ်စဉ်နှစ်ချက်နှစ်ချက်ပြစ်လိုက်ပြစ်တဲ့ဖြစ်စဉ်ဖြစ်သွားတယ်အဲ့တမနာလောင်းကတေးလူမျိုးပါဖြစ်သွားတယ်တေးပြီးလားမတေးလားတော့ဒီလိုပဲတေးလူမျိုးပါဖြစ်တယ်ကျွန်တော်နောက်ဆုံး confirm လုပ်တဲ့ဒီတေးလူမျိုးပါဖြစ်နေဆိုပြစ်တတ်တဲ့ကောင်ကအသက်56ဘယ်လောက်မှရှိသေးတယ်လူငယ်မှရှိသေးတယ်ဆိုလူတွေရဲ့ဒီဒီမိုကရေစီကိုချိန်ချောက်တဲ့အဆောင်ရပုံတွေပေါ့ဒီလိုသဘောလို့ပြောတယ်ရွေးကောက်ပွဲကိုမလိုလားဘူးငါရွေးကောက်မှငါမကြိုက်ဘူးမနိုင်စေရုံးဆိုတဲ့စိတ်နဲ့ဒီမိုကရေစီကိုချိန်ချောက်တဲ့ ဒီလူတပ်ပွဲတွေကိုဒါဒီလူတွေဆုံးဖြတ်ဟိုကဘာနဲ့ချီလောက်လာကြတယ်လောက်လာကြပြီအမေရိကန်မှာလည်းအခုဒါဟိုအမေရိကန်မှာလည်းပြဿနာတက်နေတယ်ထရမ့်နဲ့အီလွန်မတ်နဲ့ပြဿနာတက်တယ်ထရမ့်နဲ့အီလွန်မတ်ပြဿနာတက်တယ်ဒါပေမဲ့လူတွေကကျွန်တော်တို့ခင်ဗျားကျွန်တော်အလုံးကဒီမီဒီယာမှာပြရတာကိုမြင်ရတာမီဒီယာမှာမပြတဲ့အကြောင်းကျွန်တော်တို့ကမစဉ်းစားတော့မစဉ်းစားကြဘူးအများစုကမီဒီယာမှာမပြတဲ့အကြောင်းအရာတွေကိုအများစုမစဉ်းစားဘူးအဲ့တော့မီဒီယာမှာမပြတာဘာလဲဆိုတော့သိဘူးကျွန်တော်အဲ့ဒီကိစ္စကိုအီလွန်မတ်နဲ့ထရမ့်ချင်းဖြစ်နေပြီလို့ပြောလို့မပြောချင်ဘူးမပြောချင်ဘူးเนาะအဲ့တော့ဒီဇလန်းကြီးကနိုင်ငံရေးမှာကစားရတယ်ရှင့် နိုင်ငံကစားချင်အီလိုမတ်အနေနဲ့အီလိုမတ်နဲ့ဂျော်နယ်ထရန့်ကနိုင်ငံရေးအကြကစားရတယ်ရှီကောင်းရှိတယ်အပေးယူကစားတယ်တယောက်တော့အနာခံရတာဒီနှစ်ပတ်စလုံးကမသိရဗျာအခုပဲထတ်တတ်တော့မယ်ပုံစံမျိုးထိတဲမအောင်ဆက်ခေါ်ပြီးတော့လူချင်းနဲ့ပေးလူချင်းနဲ့ပုံစံထိလူချင်းနာတွေရလိုက်ပြီးကြောက်ဆက်ခေါ်တယ်လည်းဖြစ်နိုင်တယ်ဆန္ဒဟိုတိတ်မှဖြစ်ပြီးတော့အခုလည်းဒါအာဘာခေါ်လဲဆိုတော့မိုက်ဂရန့်တွေကိုမိုက်ဂရန့်တွေကိုပြန်ပြီးတော့နေမဲ့ဇလန်းနေနဲ့ပတ်သက်ပြီးမှဆန္ဒပြောပြီး law engineers တို့ဘာလို့မှဆော်ရကြပြီဆိုတော့ဒါတွေကအကုန်လုံးကဟိုအကုန်လုံးကဆက်ဆက်တယ်ပေါ့နိုင်ငံရေးနဲ့ရောထူးဆက်ဆက်ပြီးကိစ္စတွေပါ ကိစ္စတယ်နော်ဆိုတော့နောက်တစ်ခုကဒီခုနကကိုလံဘီယာတမနာလောက်ပြစ်တက်ခံမှုဖြစ်စဉ်မျိုးဆိုရယ်နိုင်ငံရေးမှာတခါတလေကြရင်ဆက်ဆက်တဲ့ကိစ္စတွေအများကြီးရှိပါတယ်ဒေါ်နယ်ထရန့်နောက်မှာပဲလက်ချံခံပြီးတော့တမနာဖြစ်လာတယ်ဆိုတော့ကိုလံဘီယာတမနာလောက်ကမတည်လို့ရှိရင်တမနာဖြစ်လာနိုင်တယ်ပြောမရဘူးလူရဲစံပတ်တီပေါ့တမနာပြတ်တာမှုတွေနဲ့မဲထရတယ်ဖြစ်လာနိုင်တယ်နိုင်ငံရေးကတော့ပြောမရတော့ခက်ပါတယ်အခုတခါထိုင်းနဲ့ တဘူရဆိုတဲ့ခါသေးတယ်ပဲခြားကြမယ်အချင်းချင်းမရမှတ်ဘက်ကတိုက်ရောက်မယ်တိုင်းဖြစ်လာတယ်ပိုဆိုးလာတာကတော့ဟိုမသိမတက်တရံတစ်ခါနေသက်မှာတက်တဲ့တလုံးကနေထိုင်ကမ္ဘောဒီးယားထိုင်နေသက်မှာစတန်တန်တော့တက်ပြင်ကြတယ်အပိဘက်ကတိုက်ဝဲဖြစ်တော့မြင်ထင်ရတယ်ဒါပေမဲ့ဒီနေ့တော့စပြီးနေသွားပြီပြောချင်တာကတော့ချုပ်ဓာရီကနိုင်ငံရေးမှာ ဟိုတပ်ပစ်တစ်ခုတော့ဆွတ်ဆွတ်တင်ပိုင်မှာနိုင်ငံရဲ့အရေးကြီးအာငိမ့်ရဲ့ပြုနိုင်ငံယူရွှေရွှေလို့ရမှာဆိုတော့တပ်ပတ်တစ်ခုဆွတ်တင်ကြတယ်လို့ကျွန်တော်ကောက်ချက်ချရတယ်နော်။ဘာလို့လဲဆိုတော့တက်ဆင်းတဲ့ဟွန်ဆန်ဆိုတာမသိရလို့မဟုတ်ဘူးလား။ငစင်းနေမဟုတ်ဘူးလား။တွေ့မှလည်းတွေ့မှလည်းတက်ဆင်းရဲ့သမီးရအာနာယတက်ဆင်းသမီးရအာနာယနော်။ဟိုမှာလည်းဟွန်ဆန်ရဲ့သားအာနာယနေရ။ငစင်းနေမှာမဟုတ်ဘူး။အဲ့တော့ဒါရီယာနိုင်ငံရေးမှာမယူရှင်းတဲ့ကိစ္စတွေပေါ့။ဒါကြောင့်မြန်မာဆိုရပါမျိုးအင်းစစ်ကြည့်နေတဲ့အင်းစစ်။ဒါကြောင့်ဟိုဒါရီယာရှုတ်ချက်ခံတဲ့ဇာတ်လမ်းတွေပေါ့။ဒါကြောင့်ဒီနေကြီးဆိုကစားရည်ရှိကြတယ်။ ဲ့လိုရှိကြတဲ့အတွက်ခုနလက်နက်ကိုင်ဖွဲ့စည်းတွေကလည်းပိုးဆိုးသွားတာဒီ PDF လိုဖွဲ့စည်းတွေကလည်းဒီနိုင်ငံရေး2025ရွေးကောက်ပွဲမှာဖြစ်မြောက်ရေးဖြစ်မြောက်ရေးမဖြစ်မြောက်ရေးအတွက်ဟိုကိုယ်တော်လေးကောင်းတွေကိုတတ်ဖြတ်မယ်လုံချမ်းမယ်စသဖြင့်ဒါရန်ကုန်မှာတိုက်ပွဲပေါ်မယ်တည်ငြိမ်တဲ့နေရာဒီနေရောရန်ကုန်ဖြစ်ပြီးအဲ့တော့ရန်ကုန်တည်ငြိမ်ရေးကတော်တော်ရေးကြည့်ပါတယ်ရန်ကုန်မှာတာဝန်ယူနေတဲ့ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖော်ရရန်ကုန်တည်ငြိမ်ရေးတာဝန်တပြုတော်ကြီးကြီးမှယူရမယ်သဘောရှိတယ်။နောက်တစ်ခါရန်ကုန်မှာရှိတိုင်းတိုင်းဆိုင်မှာတိုင်း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 အဲစစ်တိုင်းဘုံနော်တိုင်းဘုံနဲ့ပုံစံအဖွဲ့တွေရတယ်။တော်တော်လေးတာဝန်ကြီးကြီးယူရမယ်သဘောရှိတယ်။ ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ကြုံလုံးမျိုးကိုလည်းကြည့်ဖို့တင်ပါတယ်